မိတ်ဆွေ အားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျဒီနေ့ပြောချင်တာကငွေနှင်းမှုနဲ့ပတ်သက်ပြီးပါလေအတွေ့အကြုံရှိတဲ့လူတွေစိုက်ကြတယ်ပေါ့စိုက်တဲ့ချိန်မှာအဲခင်ဗျားတို့တွက်ထားမယ်ဟိုပါပေါ့ဘယ်လိုပြောမလဲအချိုးအစားလေးရှိစတင်ပြီးတော့ဝယ်ပြီးတော့စိုက်မဲ့လူတွေအတွက်ရည်ရွယ်တာပေါ့နော် ဝင်းနမိုတထုပ်သည်သူကအဒရင်လေးချိန်အထုပ်ကအဒရင်လေးချိန်ဝယ်လာပြီးတော့အိမ်မှာစိုက်မယ်ဟေးဆိုအဲ့ဒီအထုပ်ကိုချိန်ကြည့်လိုက်ချိန်ကြည့်လိုက်လို့ခင်ဗျား90သားရှိတယ်ဆိုလို့ရှိရင်အစိတ်သားဝဉ္ဉင်ထွက်မယ်စိတ်သားဝဉ္ဉင်ထွက်မယ်အခုလက်ရှိဈေးကွက်ထဲမှာရှိတဲ့83တို့ခွန်ဆက်နှစ်တို့အဲ့ဒါတွေက80သား85ကျပ်သားဝင်းညင်မှာရှိတာအလေးချိန်ကအတရင်အထုပ်တထုပ်ပဲ အတရင်လေးကျင်အဲ့လောက်ပဲရှိတာအဲ့တော့30သားဝင်းကျင်35ကျက်သားလွန်ဝကျွန်35ကျက်သားအဲ့ဝင်းကျင်လောက်ပဲထွက်မှာအများကြီးမျောမှန်းထားနေအများကြီးမျောမှန်းထားပြီးစိုက်လို့ရှိရင်ရှုံးကုန်ကြမှာစို့လို့ကြိုတင်ပြောထားတာအဲ့တော့အဲ့ဒီထွက်နှုံးအတိုင်းပဲကျွန်တော်တို့ကအဲ့ဒီထွက်နှုံးအတိုင်းကိုပဲတွက်ထားမှာအဆင်ပြေမှာ50သားတို့60သားတို့သွားမတွက်နဲ့တော့တိုင်ပတ်ကုန်ကြားနေရတာဟိုဟာနာနာကြမတော်လို့ပြောပြတာ အဲ့လိုတွေမဟုတ်တာတွေပြောရောင်းတဲ့လူတွေရှိလို့မူလောကမှာဟိုအဲ့ဒါတွေပြောမနေတော့ပေါ့อืมဝယ်တဲ့လူတွေဝယ်တဲ့လူတွေတေချာတွေ့တေချာတေချာတိဘူးကခင်ဗျားတို့ဝယ်တဲ့ site ထုတ်တစ်ထုတ်လုံးရဲ့အတရင်လေးချိန်ရဲ့တဝက်ပဲမှုထွက်နှုံးကိုတွက်အဲ့တဲ့ပို့ပြီးမတွက်နဲ့လို့နော်အဲ့ဒါလေးပြောချင်တာဘာလို့လဲဆိုတော့ အမျက်တွေကများတယ်အမျက်တွေများနေလို့လေတွက်လိုက်လို့ရှိရင်90တာရှိတဲ့မှုတထုပ်ကတည်းပြီးတော့90တာရှိတဲ့မှုစိုက်တို့တထုပ်ကတည်းပြီးတော့တပိတ်တာထွက်ကြီးဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေချမ်းသာနေတာကြာပြီတော့ကျွန်တော်တို့ကိုယ်တိုင်လည်းစိုက်တို့မလုပ်တော့ဘူးအဲ့စိုက်တို့ရောင်းတဲ့လူကြီးကပဲကျွန်တော်တို့ဝယ်ပြီးစိုက်တော့မှာဘာလို့ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့စိုက်ထုပ်ကအဲ့လောက်မထုပ်ဘူး90တာတို့ကတည်းပြီးတော့လေမှုအပွင့်တပိတ်တာထွက်ဘူး ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့ site ကိုလည်းထွက်ဘူးနောက်လည်းထွက်မှာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့ site ထုတ်နောက်လည်းအဲ့လိုမျိုးတပိတ်သားလုံးကြီးထွက်မှာမဟုတ်ဘူးလို့90သားတို့ကနေပြီးတော့အဲ့တော့90သားတို့ကတွေဒါမှုဝင်80သားတို့တပိတ်သားတို့ထွက်ရိုးမှန်ရင်ကျွန်တော်တို့ site ထုတ်မလုပ်တော့ဘူးလက်ရှိလုပ်နေတဲ့ပေါင်းတိုင်ကြီးတွေကိုကျွန်တော်တို့ရေချိုးတိုင်ကြီးလုပ်ပလိုက်မယ်။အဲ့ရပဲသူ့ရှိရပဲကျွန်တော်တို့ website တော့ဆိုလိုချင်တာလေ။ဒီလိုတွက်ဖို့လေးပြောပြတာပါเนาะ။ကျေးဇူးတင်ပါ ဟိုပြောမှာကောင်းမှုစိုက်ပြွေးရေးအကြောင်းပြောမှာနော်ကောင်းရုံးမှုသူ့မှာစိုက်တဲ့နီးစနစ်ကအင်တာနက်ရှင်နယ်မှာနှစ်နီးပဲရှိတာစနစ်နှစ်ခုပဲရှိတယ်နိုင်ငံတကာမှာသုံးပြီးတော့နိုင်ငံတကာမှာစိုက်တာကမီယိုဖလာစနစ်တစ်ခုရယ်ယိုတနန်စနစ်တစ်ခုရယ်ပြီးလို့ရှိရင်အဲ industry ရယ်စနစ်ကယ်ပေါ့နော်စက်မှုစနစ်ကယ်ဆိုပြီးနှစ်မျိုးရှိတယ်မြန်မာနိုင်ငံရောက်တဲ့အချိန်ကျစနစ်က၃မျိုးဖြစ်သွားစမီနက်စတီရဲဆိုပြီးတော့တမျိုးတိုးလာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစက်မှုစနစ်အစစ် ကြီးကိုကျွန်တော်တို့ကမလုံးနိုင်ဘူး။ကုန်ကြမ်းစီတွေများတယ်နော်။ကုန်ကြမ်းစီတွေများတယ်မကောင်းလားဆိုကောင်းတယ်။ထွက်နှုံးငိမ့်နဲ့ပစ္စည်းကောင်းရတယ်။ထွက်နှုံးငိမ့်နဲ့ပစ္စည်းကောင်းရတယ်။စနစ်ကကောင်းတယ်။ဒါနဲ့လိုက်မလုံးနိုင်ဘူးကျွန်တော်တို့လည်း။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာကောင်းမှုမှုဆိုင်ကျွေးလုပ်ငန်းလုပ်နေတယ်လို့တော်တော်များများသည်။ပြည်မှာစီးပွားရေးလုပ်ငန်းတစ်ခုတောင်းတောင်းသာသာဟိုတတိတွေမှုတ်ကြဘူးဗျာဆိုလိုချင်တာအပြည့်မှာလက်လုံလက်စားသမားများတယ် အဲ့တော့ခုနဘာစနစ်ညာစနစ် international စနစ် industry စနစ်ကိုပတ်သက်တတ်နိုင်တဲ့လူတွေကစိုက်ကြလိုက်သူတို့ကအရင်ကြီးအများကြီးစိုက်လို့ရတယ်လို့အများအများကြီးရတာကျွန်တော်တို့အဲ့ဒါကိုအားမကြနဲ့ကျွန်တော်တို့အခြေခံတောင်သူတွေအနေနဲ့ကကျွန်တော်တို့စိုက်တဲ့သီးနှံဈေးကွက်အလွယ်တကူပို့လို့ရမယ်ဈေးကွက်ရှိမယ်နော်ဈေးကွက်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ မှုပေါင်းတပေါင်းကောက်ဥမှုပေါင်းတော်မာတွေပေါ့ငါပိတာရရင်ငါပိတာထွက်အောင်စိုက်နိုင်ရင်ကျွန်တော်တို့အဆင်ပြေပြီနော်ငါပိတာထွက်အောင်စိုက်နိုင်မှုပဲလိုတာငါပိတာကတော့ဗျာတော်တော်များစိုက်နိုင်ကြပါတယ်ငါပိတာထွက်တယ်ဆိုကြိုက်တယ်ကောက်ဥမှုတို့ပေါင်းရည်ပြီးတော့နော်၄ပေ12ပေပဲဖြစ်ဖြစ်3ပေ9ပေပဲဖြစ်ဖြစ်နော်အလွယ်တကူရတဲ့မြောင်းတွေကဗေဒါလေးတွေဆဲမယ်ပြီးပြီဆိုရင်ဗေဒါလေးတွေခုတ်တွင်းရှင်းလင်းပြီးပြီဆိုတာနဲ့ခုနဘောင်လေးလို့ လုတ်ပြီးတာနဲ့ဂျက်စကူလေးတင်မှုမျိုးလေးဖြူပြီးရင်ဗေဒါလေးပြန်အုပ်နော်ရေသေချာလောင်းအားစီလောင်းပြီးပြီဆိုရနဲ့အဖုံးလေးအုပ်လိုက်ငါးမြောင်းနေဆိုရင်လျောင်းလေသေးလဲဆဲမြောင်းနေဆိုစခုငါးပိတလောက်ရပြီဆိုလို့ရှင်တဘောမှာငါးပိတာပဲရလက်ရှိမိသားစုတစုကဒီလုပ်ငန်းလေးနဲ့ဒီစိုက်ပျိုးလုပ်ငန်းလေးနဲ့ရက်တီလို့ရပါတယ်ရက်တီလို့မရတာအကြောင်းမရှိဘူးနော်အဲ့တော့အခြေခံစိုက်တောင်သူတွေအနေနဲ့ကခုန ဇီရိုမှာဟီးရိုးဆိုလို့နော်စားစရာမရှိတဲ့ဘဝတွေထားစရာမရှိအောင်ချမ်းသာဖို့ဆိုတာစိတ်ကူးရင်လည်းကောင်းတာအဲလောလောဆယ်မှာခင်ဗျားတို့အဲ့ဒါစိတ်ကူးရင်လည်းဟာတွေခဏထားလိုက်မာစနစ်ညာစနစ်ခဏထားလိုက်လောဆယ်ခင်ဗျားတို့စိုက်တဲ့ဘောင်တဘောင်တွေငါးပိတာရအောင်စိုက်အဲ့ဒါဆိုရင်အဆင်ပြေတယ်ဟုတ်ကဲ့နော်ကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။